ားလုံးပဲမင်္ဂလာပါခင်ဗျာအွန်လိုင်းစိုးထံမှာတဆင့်ရင်ဖွင့်စာအစီအစဉ်ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့အစီအစဉ်လေးမှာပေးပို့လာတဲ့စာလွှာရှင်လေးကတော့ညီမငယ်လေးကနေပြီးတော့ Facebook Messenger ကနေပေးပို့လာတာဖြစ်ပါတယ်အဲ့ဒီညီမငယ်လေးပေးပို့လာတဲ့စာလွှာလေးကတော့အကူရဲတဲ့ဘာပြောရမှန်းတော့မသိတော့ပါဘူးအကူရဲတဲ့သူများနိုင်ငံမှာကိုကိုကိုပြန်ရှာရလောက်တဲ့အထီကိုအဖြစ်ကစိုးနေပါပြီတဲ့ညီမလေးသူပြောသမျှငြိမ်ခံခဲ့တယ် သူ့ကိုဘယင်တပါးလိုပဲကိုးကွယ်ခဲ့တယ်။အမြဲသူ့အတွက်သူ့အတွက်ဆိုတာကြီးပဲအကုန်လုံးဖြည့်ဆည်းပေးခဲ့တယ်လီ။စကားပြောနေရင်လည်း तू ကမကြိုက်ဘူးလို့ပြောလိုက်တာနဲ့ညီမပြောလက်ဆစကားကိုတောင်မှဆက်ပြီးတော့မပြောဘဲနဲ့တိတ်ရလောက်တဲ့အထီကိုသူ့စကား၊သူ့အမိန့်တွေကိုတခုမှကြံနာခံခဲ့တာပါ။နောက်ဆုံးညီမကိုဆဲတယ်။မိဘနဲ့တောင်မှပေးစားပြီးတော့ဆဲခဲ့တယ်။အဲ့ဒီအခြေအနေရောက်တာတောင်မှညီမကသူ့ကိုငိုပြီးတော့တောင်းပန်ခဲ့တာတခုကနင်းသားငါရဲ့အဘေးမှာရှိနေပြီးမယ်ဆိုရင် ငါမိသားစုကိုတောင်မှစွန့်ပြစ်နိုင်ပါတယ်ဆိုလောက်တဲ့အထိညီမသူ့အပေါ်မှာယူခဲ့တာပါသူတခြားမိန်းကလေးနဲ့ဖောက်ပြန်ခဲ့တယ်ညီမပြောပိုင်ခွင့်မရှိခဲ့ပါဘူးနေမလို့ချင်းရင်လမ်းခွဲလိုက် သူ့ဘက်ကတခုခုအစစ်မပြေတိုင်းသူ့အမည်ပြောနေကြစကားတခုံပေါ့ညီမသူ့ကိုပြောခဲ့တယ်နင်ဖောက်ပြန်လဲရတယ်ငါ့ကိုချစ်နေသေးရင်ရပါတယ်ငါလက်ခံပေးပါတယ်ညီမအဲ့ဒီလောက်ထိသူ့အပေါ်မှာလက်ခံနားလည်ပေးခဲ့တာပါသူနဲ့အဲ့ဒီကောင်မလေးတုံးဖို့ပတ်စံကားအစညီမလေးပေးခဲ့တာပါ အရဲအတူသွားတောက်ကြတယ်ဖះအတူသွားကြတယ်နောက်ဆုံးသူပတ်ဆံကုံရင်တောင်မှညီမစီတောင်းတယ်ညီမကိုကောင်းကောင်းမွန်မွန်ဆက်ဆံတယ်လေအဲ့ဒီအခါမျိုးကျရင်သူ့စီဟာကောင်းကောင်းမွန်မွန်ဆက်ဆံခံရဖို့အတွက်ညီမမငြင်းညူခဲ့ဘူးသူ့လူသည်မထုတ်ပေးခဲ့တယ်နောက်ဆုံးသူချီးပါတေးပေါက်တာက အစညီမပတ်ဆံအမြဲလွှဲပေးခဲ့တာ သူညီမကိုပြောခဲ့တာက "तू ကညီမကိုညှင်းဆဲခဲ့တာ၊ဂလဲစားချီခဲ့တာ၊အတုံးချခဲ့တာ"တဲ့။အဲဒီလောက်ပြောခံရတာတောင်မှသူ့လက်ထဲပတ်ဆံရှိမှမဟုတ်ဘူး။ သူအလုတ်ပင်မန်းနေတာအအေးတောက်ချင်မှာပဲဆိုပြီးတော့ညီမကိုသူအဆက်အသွယ်ဖြတ်သွားတဲ့ဂျားတွေကကညီမပတ်စံကြီးလွှဲပေးနေခဲ့သေးတာလीအခုညီမကတငယ်ချင်းလည်းမရှိဘူးသူများနိုင်ငံမှာတယောက်တည်းသူကညီမကိုတစ်ချိန်လုံးချစ်တယ်လို့ဆိုပြီးတော့ယုံလာခဲ့တာလीအခုဆိုရင်ဒီအချိန်နေမှာတော့မှညီမသူ့ကိုတောင်းပန်နေမိတော့ကိုကိုကိုဘယ်ကပြန်ဆောက်လို့စရမှန်းမသိတော့ပါဘူးအကိုရေတဲ့ ညီမလေးရေညီမလေးပြပူလာတဲ့စာလွာလေးအရာဆိုလို့ရှိရင်တော့ညီမလေးရေအချစ်ဆိုတာမျိုးကလောက်ယူလို့မရပါဘူးကိုဘကဘလောက်ပဲဖြည့်စီပေးဖြည့်စီပေးဘလောက်ပဲသူချစ်လောင်အောင်လှုပ်ပေးနေလှုပ်ပေးနေမချစ်ချင်တဲ့သူကဘလို့မှချစ်မလာနိုင်ပါဘူးဒါကြောင့်ကိုယ့်ရဲ့အချစ်တွေကိုဈေးပေါ်ရလောက်တဲ့အထိမလှုပ်ပါနဲ့နော်မိန်းကလေးတိုင်းဆိုတာကအလှကိုစီရှိကြတယ်လीကိုယ့်ရဲ့အလှကိုယ့်ရဲ့ဂုံတိတ်ခါကိုယ့်ရဲ့ကိုကျင့်တရားတွေကိုတန်ဖိုးထားပြီးမျက်နှာပေးမဲ့သူတယောက်ကဒီလောကမှာရှိကြပါတယ် အချစ်စစ်နဲ့ဘဝလက်တွဲပေါ်ဆိုတာကအခုလိုမျိုးလုံးနေစရာမလိုဘူးလေအချိန်တန်သူ့အလိုလိုဘာမှမလုပ်ပေးဘဲနဲ့တောင်မှကို့အနားမှာရောက်လာမှာဒါကြောင့်ညီမလေးအခုလိုတွေလုံနေတာကိုရက်တန်းကရက်လိုက်ပါတော့နော်ဘာလို့လဲဆိုတော့မချစ်တဲ့သူကဘလို့ပဲလုပ်ပြီးလုပ်ပြီးချစ်လာမှာမဟုတ်ဘူးလေ ဒါကြောင့် ကိုယ့်ရဲ့အချစ်ကိုတန်ဖိုးထားတဲ့အနေနဲ့ကိုကိုကိုလေးစားတဲ့အနေနဲ့အခုလိုမျိုးတွေလုပ်နေတာရက်လိုက်ပါနော်။ဘာလို့လဲဆိုတော့ကို့မှာကိုချစ်ရတဲ့မိဘတွေကိုချစ်ရတဲ့ဆွေမျိုးသားချင်းတွေကိုချစ်ရတဲ့ညီကိုမောင်နှမတွေအများကြီးရှိသေးတယ်ဆိုတာကိုလည်းသတိထားပါနော်။ပြီးရင်သူတယောက်ကကိုကိုမချစ်လိုက်တော့တာနဲ့ဘဝကြီးကပျက်စီးသွားတာမဟုတ်ပါဘူး။ကိုကိုချစ်နေကြတဲ့မိသားစုတွေကိုကိုချစ်နေတန်ဖိုးထားနေကြတဲ့ညီကိုမောင်နှမတွေရှိပါသေးတယ်။ တို့အတွက်ကိုအနေငယ်တော့ငယ်ဆောင်ကြည့်ပြီးပါနော်တချို့သူတွေကကိုယ့်ရဲ့အချစ်တင်နဲ့မထိုက်တန်တဲ့သူဆိုတာရှိပါတယ်အဲ့တော့ညီမလေးဘက်ကဆုံးရှုံးသွားတာမဟုတ်ပါဘူးသူ့ဘက်ကဆုံးရှုံးသွားတာပါ ဘာလို့လဲဆိုတော့သူ့ကိုအရန်ချစ်အရန်တန့်ဘိုးထားတဲ့သူတွေရောက်ကိုသူကဆုံးရှုံးသွားခဲ့တာလေအဲ့တော့ညီမဒီဘက်ကမရှုံးပါဘူးဒါကြောင့်ကိုကိုကိုတန့်ဘိုးထားပါနော်ကိုကိုကိုလေးစားပါကိုကိုကိုချစ်ပါနော်ဒီနေ့အစပြီးတော့သူ့ကိုလွမ်းနေအချိန်တိုင်းပတ်စံနေရှာပြီးတော့မိဘနှစ်ပါးနဲ့ညီကိုမောင်နှမတွေကိုပြည့်စုံဆောင်ရှောက်လှုပ်ကျွေးနိုင်တဲ့တမီကောင်းရတနာလေးဖြစ်ပါစေလို့ဒီကနေ့အကူကစုမုံကောင်းတောင်းပေးလိုက်ပါတယ်နော် အဲ့တော့ကျွန်တော်ရဲ့အစီအစဉ်လေးကိုအခုလိုပဲစာလွာလေးတွေပေးပို့ခြင်းနဲ့ဆိုရင်တော့အွန်လိုင်းဆိုးထမ်းမတဆင့်ရင်ဖွင့်စာအစီအစဉ်ကိုလိမ့်မှုပြီးတော့စာလွာလေးတွေပေးပို့နိုင်ပါတယ်ခင်ဗျာမိမိတို့ရဲ့အချစ်ရေးစီးပွားရေးကျန်းမာရေးမိသားစုအရေးလူမှုရေးတွေကိုရင်ဖွင့်ခြင်းနဲ့ဆိုရင်တော့အွန်လိုင်းဆိုးထမ်းမတဆင့်ရင်ဖွင့်စာအစီအစဉ်ကနေပြီးတော့အမြဲတမ်းကြိုဆိုလျက်ပါ အားလုံးပဲအခုကြည့်ရှုနေကြတဲ့တယောက်ချင်းစီတယောက်ချင်းစီတိုင်းလည်းကိုချစ်ကြတဲ့သူတွေကကိုကိုပြန်ချစ်ကြပြီးတော့ချစ်ကြတဲ့သူတိုင်းလည်းပေါင်းဖက်ကြပါစီလို့ကျွန်တော်ကစုမုံကောင်တောင်းပေးလိုက်ပါရခင်ဗျာအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ့်ရဲ့ချမ်းသာခြင်းနဲ့ပြည့်စုံကြပါစီကက်ကြီး၃ပါးမှကြော်လွှားနိုင်ကြပါစီရန်သူမျိုး၅ပါးမှကင်းလွတ်နိုင်ကြပါစီခင်ဗျာအားလုံးပဲမင်္ဂလာရှိတဲ့ညချမ်းလေးဖြစ်ပါစီခင်ဗျာ